ဒီမမရရကတော့သူချီထွက်အောင်ရိုက်တဲ့ပို့ပြီးတော့မှနာကြည့်တာပေါ့နော်ကိုထွက်ကြတဲ့မတတိစရာလေးကိုပြန်ပြီးတော့မှလက်နဲ့ကောက်ခိုင်းပြီးတော့မှတကိုယ်လုံးနဲ့အဲ့လိုညိုမဲဆွဲဖူးကြောင်ခိုင်းနေတဲ့အချိန်မှာဒီဘက်မှာလည်းအချိန်မျိုးလာဖမ်းနိုင်တယ်လို့ပါပဲအရှင်းမှာဖက်နဲ့၃လေးရံလောက်တောင်ပါပဲဒီဖက်နဲ့ချုံမှာထားပြီးတော့မှမနေရတဲ့ဘွားပေါ့နော်ထို့စကန်းနေမှာက၃ရံလောက်ကစံပြိုးဖြစ်နေရလीနော်တချို့စကန်းနေဆိုလို့ရှိရင်က စီမပါပြမပါရင်လို့သူ့စတာဟဲ့အဲ့ဘောနော်ကိုကိုကိုအချိန်ကအိချာမလုံးလာဘူးမစရာသူ့ခံစားရတယ်ဘောနော်ဒုတူချစ်တဲ့ SCF ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ SCF ကအကြည့်တယ်မြားအားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ဒီနေ့မှာအမေအောင်မြတ်တာနဲ့အတူစာနေရိတ်ခါဝိုင်းလို့ကူဆိုတဲ့ပေါ့ကတ်လေးကိုကျွန်တော်တို့အထူးဧည့်သည်တော်တရားကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါဗျာ သူကတော့မြန်မာပြည်မှာကျွန်တော်တို့တော်လန်ရေးအတွင်းမှာသူ့ရဲ့ကျွမ်းကျင်တဲ့အချက်ပြုတ်ပညာတွေနဲ့ဒါတော်တဲ့တော်တဲ့ကတော်လန်ရေးရဲဘော်တွေကိုခွန်အားတွေကို ထောက်ပံ့နေတဲ့သူတယောက်ပါအဲနောက်ထပ်အရေးကြီးဆုံးကတော့သူက LGBT+ community မှာပါဝင်တဲ့လူတူဖြစ်ပါတယ်အဲ့တော့ဘယ်သူလဲဆိုတာအကြည့်တလေးတို့သိကြည့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အမေအောင်လို့ခေါ်ပါတယ်အမေအောင်ကကျွန်တော်တို့ဟင်းချက်လက်ရာကောင်းနေတဲ့ တော်တဲ့တောင်ထဲမှာရှိတဲ့အစာတောက်တွေခက်ခဲနေတဲ့ရဲဘော်တွေအတွက်ကိုစေတနာအရင်ခံပြီးတော့ကင်းဒီတကြောမှာကြော်လော်ပေးပို့နေတဲ့ထောက်ပို့တယောက်ဖြစ်ပါတယ်ဆိုတော့အမေအောင်မင်္ဂလာပါခင်ဗျာဆိုတော့ကျွန်တော်တို့ဒီနေ့စကားဝိုင်းလေးကိုဒါပို့ပို့ပပလေးသွားလိုက်မယ်အမေအောင်ဒေါ်လန်ရေးနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေနဲ့ဘယ်လိုစလုပ်ဖြစ်ခဲ့လဲဒေါ်လန်ရေးအမှတ်တရလေးတို့ပြောပြပါအောင်ခင်ဗျာဒေါ်လန်ရေးအမှတ်တရတွေကတော့အများကြီးပဲရှိပါတယ်ပေါ့နော်ဒီတော်လိုင်းရေးအမှတ်တရအနေနဲ့စတင်ခဲ့ရတာကတော့ဒီလမ်းပေါ်မှာထွက်ပြီးတော့မှပဲငင်းကျဲသွားဆန္ဒပြပြီးတော့မှ လိုအပ်ချက်တွေတောင်းဆိုလာတာလေးနဲ့ပဲစတင်ခဲ့တယ်ပေါ့နော်အဲဒီမှာလည်းအမှတ်တရတွေအများကြီးရှိပါတယ် HTTP တွေဆိုပေါင်းပြီးတော့မှလုပ်တဲ့ဒေသနာပြပွဲဒီမှာလည်းပါဝင်ခဲ့တယ်ကိုကိုတိုင်းဥဆောင်ခဲ့တဲ့ debate စကြောင်းတွေကိုလည်းကိုကိုတိုင်းကဥဆောင်ပြီးတော့မှလုပ်ခဲ့တယ်ဆိုတော့အမှတ်တရတွေအများကြီးရှိတယ်နောက်တစ်ခုက HTTP debate စကြောင်းတွေမှာမဟုတ်ဘဲနဲ့တခြား community တွေနဲ့အကုန်ပေါင်းပြီးတော့မှပဲအဲစုလုပ်တဲ့ debate စကြောင်းတွေမှာလည်းပါဝင်နေပေါ့နော် ပို့ပြီးတော့မမရရဖြစ်တာတော့ဒီရက်ွက်တွေထဲမှာစပြီးတော့မှကိုရက်ွက်ကလည်းဒီမင်္ဂလာဒုံဆိုတော့ဆက်တဲ့နေမြေဖြစ်တယ်ဆိုတော့အဲဘသူမှဒီလိုဆန္ဒပြတာမျိုးတွေအဲဒီလိုအုပ်စုဖွဲ့ပြီးတော့မှသွားလာပြီးတော့မှဆန့်ကျင်တဲ့ လုံရမျိုးတွေပေါ့နော်စက်တက်ဆန့်ကျင်တဲ့လုံရမျိုးတွေဆိုဘယ်သူမှမလုံရဲဘူးစက်တက်အတိုင်းဝင်များတာကိုအဲ့အချိန်မှာဘယ်သူမှထွက်မလာတဲ့အခြေအနေမျိုးမှာကိုကစပြီးတော့မှပဲမပါပါလာအောင်လို့လှုံ့ဆော်ရတယ်လှုပ်ခဲနိုင်တယ်ဆိုတာလေးကတော့တကယ်ကိုအမှတ်တရလေးတွေဖြစ်ပါတယ်ဒါကတော့ဒီတော်လိုင်းရေးအစပိုင်းမှာဆန္ဒပြရတယ်ပေါ့နော်ညဉ့်ညံ့သွားဆန္ဒပြပြီးတော့မှပါဝင်လာခဲ့တယ်ပေါ့နော်မှတ်မှတ်ရရကတော့တော်လိုင်းရေးကာလမှာဒီနှစ်ချိန်ပေါ့နော်ပထမတစ်ချိန်ကတော့စိုက်မာလာပြီးတော့မှအရိုက်ခံရတယ် ဒုတိယတစ်ချိန်ကတော့ဖန်ခံရတယ်ပေါ့နော်အဲမှတ်မဲ့ရရဒီလမေလ18ရက်နေ့မှာဖန်ခံရတယ်ပေါ့နော်အဲ့ဒါအမှတ်တရပါပဲဒီစိုင်းမာလာရိုက်တဲ့အချိန်တုန်းကဆိုလို့ရှိရင်တော့ဒီ အရန်ကိုပြင်းထန်ပြီးတော့မှနှိပ်ဆက်ပြီးတော့မှပဲကိုရဲ့ပထမအဆုံးအတွေ့အကြုံလေးဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ဆိုင်မှာရှိနေတဲ့ကိုရဲ့မိတ်ဆွေတငယ်ချင်း၄ယောက်နဲ့အတူအတူတူအရိုက်ခံခဲ့ရတယ်ပေါ့နော်အရိုက်ခံတဲ့အချိန်မှာလည်းဒီအမတ်တရားအဖြစ်ဆုံးကတော့သူတို့ချီထွက်အောင်ရိုက်တဲ့အမတ်တရားလေးပေါ့နော်နောက်တစ်ခုကလည်းပို့ပြီးတော့မှအမတ် အမှတ်တရဖြစ်တာတွေကိုပို့ပြီးတော့မှနာကြည့်တာပေါ့နော်ကိုကဘယ်အချိန်မှာသူတို့ဒီလိုမျိုးနင်မဲကစားတွေရိုက်မြှိုက်လိုက်တဲ့အချိန်မှာတကိုယ်လုံးနဲ့အလိုညိုမဲဆွေးဖူးကြောင်ကိုင်းနေတဲ့အချိန်မှာဒီလိုချီချွတ်တဲ့အချိန်မျိုးမှာကိုထွက်ကြတဲ့ဒီမတတိစရာတွေကိုပြန်ပြီးတော့မှလက်နဲ့ကောက်ခိုင်းပြီးတော့မှပဲသူတို့လွတ်ပြစ်ခိုင်းနေဆိုတဲ့ဟာတွေကဒါတကယ်ကိုအမှတ်တရလို့ပြောလို့ရတယ်ပေါ့နော်ဒီအမှတ်တရကတော့ဘဝအတွက်နာကျင်ရတယ် အဲသူတို့အပေါ်မှာပို့ပြီးတော့မှ나ကြီးစေတဲ့ဒါတကယ်ကိုအမှတ်တရတွေဖြစ်ခဲ့တယ်ပေါ့နော်ဒီအမှတ်တရတွေကပဲအခုချိန်ဒီကိုဆက်ပြီးတော့မှပဲပါဝင်နေနိုင်အောင်လို့အနောက်ကနေတွန်းအားတွေခွန်အားတွေဖြစ်စေတယ်လို့ပဲอืมတတ်မှတ်ရမလို့ဖြစ်နေတယ်ပေါ့နော်ဟုတ်ကဲ့ပါအမေဟိုကြားရတာလဲဟိုကျွန်တော်တို့2021ကအချိန်ကာလတွေကိုကျွန်တော်မျိုးလုံးတက်မှာထင်သာပြောင်းပြင်နေရတယ်လို့ပဲပေါ့နော်အမေအောင်နီးတူပဲကျွန်တော်တို့ ိုဒါဆိုရှယ်မီဒီယာမှာတွေရောကျွန်တော်တို့ကိုယ်တိုင်မှာတွေရောဒါမျိုးလေးကညီစာဆန္ဒပြခဲ့ပြီးတော့မှဖြတ်တန်းလာတဲ့အချိန်ကာလကြီးပြန်မြင်မိတယ်ပေါ့နော်အမေဆိုတော့ဟိုဒါကဒါအမေအောင်အနေနဲ့ဒါကခုချိန်မှာကျွန်တော်တို့အနေနဲ့ဒီလိုမျိုးပြောနိုင်တယ်ဆိုပေမဲ့အဲ့ဒီအချိန်ကာလကိုတွေးကြည့်ရင်တော့အမေအောင်ခံစားချက်ကိုကျွန်တော်တို့မြင်ရပါတယ်ဒါ trauma တစ်ခုအနေနဲ့လည်းရနိုင်တဲ့ပုံစံမျိုးပေါ့နော်ဒါတွေကတော့ကျွန်တော်တော်လိုင်းကာလတော်လန်ကာလာမှာတော်လန်နဲ့အတူအားလုံးမှာတော့ဒါမျိုးမှတ်တရကိုကြီးရှိတဲ့အထက်ကအမေအောင် တွက်ကတော့ဒါကတော့တကယ်ကိုအမှတ်တရပေါ့နော်ဆိုတော့အမေအောင်ဒီစိတ်တွေနဲ့ပဲကျွန်တော်တို့တွေအခုလက်ရှိကာလမှာလည်းဆက်လက်တွန်းလှန်နေစေကာလပေါ့နော်အဲ့တော့အမေအောင်ထပ်ပြီးတော့မေးချင်တာကအဲအဲ့လိုမျိုးတွေဖြစ်လာတဲ့အချိန်မှာကိုမြန်မာပြည်မှာနေလို့မရတဲ့အချိန်မှာဒီဘက်နိုင်ငံကိုရောက်လာတဲ့အချိန်မှာလက်ရှိမှာရောဘလို့အခက်အခဲတွေနဲ့ဒါရင်ဆိုင်ရလဲပေါ့နော်အမေအောင် အဲ့ဒါလေးဆွေးနွေးပေးပါအောင်ခင်ဗျဒီလွမြောက်ရာကိုရောက်လာတဲ့အချိန်ကသူများနဲ့စားလို့ရှိရင်နောက်ကျတယ်ပေါ့နော်နောက်ကျတယ်ဆိုတော့ကျွန်တော်တို့ကဟိုဘက်မှာကျွန်တော်တို့ ਨੇ အတူတူတိုက်ပွဲဝင်နေတဲ့ရဲဘော်ရဲဘက်တွေအများကြီးရှိတယ်ပေါ့နော်50လောက်ရှိတယ်50လောက်ရှိတဲ့အနေအထားမျိုးမှာကိုကဥဆောင်သူတိတ်ရောက်ပုံစံမျိုးနဲ့ပဲတွားရတယ်တွားရတဲ့အနေအထားမျိုးမှာသူများတွေကလုံးလွမြောက်နေမျိုးကိုတွားကြတယ်ဟိုတောခိုတယ်ပေါ့နော်အဲ့လိုအချိန်မှာကိုကမတွားနိုင်ဘူးကိုတယောက်တည်းကိုလိုယုံပြီးတော့မှတွားလိုက်မယ်ဆိုလို့ရှိရင်ကိုနောက်မှာခြံခဲ့တဲ့ဒီလူ 50နီးပါးလောက်ရှိတဲ့သူတွေအကုန်လုံးရဲ့လုံခြုံရေးပေါ့နော်နောက်တစ်ခုကလည်း ကိုကိုမှီနေတာတော့မဟုတ်ပြင်မဲ့ဟိုကိုကနေပြောမှာပဲအကြီးကလိုပံ့ပိုးပေးနိုင်တဲ့သူဖြစ်တဲ့အနေအထားမျိုးလေးမှာသူရဲ့အင်းဒီရွှေပြောင်းတဲ့စေဟောက်ကိစ္စမျိုးတွေလမ်းစေးတရားစားစားဖို့တောက်ဖို့ကမှအစာကခက်ခဲသွားမယ်ဆိုတဲ့ဟာကိုပဲတွေးပြီးတော့မှပဲဒီလွမြောက်နေမျိုးကိုသွားဖို့တွန်းဆုပ်ပြီးတော့မှမသွားဖြစ်ဘူးပေါ့နော်အဲကိုတယောက်တည်းကိုလို့ယုံပြီးတော့မှပဲသွားမယ်ဆိုရင်နောက်လို့ဆိုင်မှာလာပြီးအရိုက်ခံရတာလည်းဖြစ်မှာမဟုတ်ဘူးနောက်ခုစစ်ကြောရေးကိုလည်းရောက်ပြီးတော့မှဖမ်းသွားတဲ့အခြေအနေမျိုးတိဖြစ်မှာမဟုတ် တ်ဘူးပေါ့နော်ဒါကိုလည်းသိတယ်ဒါပေမဲ့လည်းဒီကိုယ့်ရဲ့ရဲပေါ်ရဲပေးဒီဆိုတော့အတိကနဲ့ပဲမသွားပြတော့ဒီဒီပဲနိုင်ငံကိုရောက်တဲ့အချိန်မှာက2022မှာရောက်တာကျွန်တော်တို့ဒီဘက်မှာကအဓိကကတော့ဘ ဒါစကားခက်ခဲပေါ့နော်ဒါကတော့လူတိုင်းလည်းကြုံရတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘက်ကိုရောက်တဲ့အချိန်မှာခုနလို ထောက်ထားတွေပါတွေမရှိတဲ့အနေအထားမျိုးမှာလည်းကျွန်တော်တို့ခက်ခဲတယ်ပေါ့နော်အဲ့ဒါတွေကလည်းလူတိုင်းကြုံရတာဆိုတော့အခက်ခဲဖြစ်တယ်လို့တော့ဟိုဒီအချိန်မှာတော့တတ်မှတ်လို့မရပါဘဲအဲ့အချိန်လေးဟိုကကိုခံစားခဲ့ရတဲ့ဖြစ်ဖြစ်တဲ့အရာတွေကဘာလဲဆိုတော့မှကိုအားကိုပြီးတော့လာလိုက်တဲ့ကိုနဲ့အရင်းအီးဆုံးမိတ်ဆွေတငယ်ချင်းတွေကနေပြီးတော့မှကိုတွေကိုဒီဘက်နိုင်ငံရောက်တဲ့အချိန်မှာဘဲမှမတ ွားရင်မလာရဲအောင်လို့ပေါ့နော်ဟိုဘယ်လိုခေါ်မလဲဟိုထိမ့်သိမ့်ထိမ့်ထိမ့်သိမ့်သိမ့်လုတ်ပေးရဲဆိုတာတဲ့ဟိုဖြည့်ချောက်တဲ့ပုံစံမျိုးဖြစ်တဲ့မှာကျွန်တော်တို့ကပို့ပြီးတော့မှ floor မှာရခဲ့တယ်အိမ်ထဲမှာပဲနေပြီးတော့မှဟို အခြေချုပ်ဖြစ်နေတယ်လို့ပဲဒီလားနော်ဒီဘက်နိုင်ငံကိုရောက်ပြီဆိုလို့ရှိရင်တော့ကိုရီးယားတော့လွတ်လွတ်လပ်လပ်သွားလာလို့ရပြီအဲလုံခြုံသွားပြီလို့ထင်ရပေမဲ့ဒီဘက်မှာလည်းအခြေမျိုးလာဖမ်းနိုင်တယ်လို့သူတို့ရဲ့အလိုပြောတဲ့စကားတွေဟာဟိုကိုအိမ်ထဲမှာနေရတော့မှအိမ်ရှိမှာဖက်နဲ့3-4ရံလောက်တောင်မှပဲဒီဖက်နဲ့ချုံမှာထားပြီးတော့မှမနေရတဲ့ဘွားပေါ့နော်ဒီဖက်နဲ့တက်တောင်အိမ်ထဲတွင်းထားပြီးတော့မှပဲကြီးလန်းတာစားနေရတဲ့ပုံစံမျိုးကိုဖြစ်ကားတာပေါ့နော်နောက်ကလည်းဟိုသွားလို့ရှိရင်လည်းရေဖမ်းမေးလို့အဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာမျိုးမှာတကယ်ပေါ့တကယ်လည်းရှိခဲ့ တယ်ဒါပေမဲ့လည်းအဲ့လောက်အချိန်တွေမျိုးတိမဟုတ်ဘူးပေါ့နော်နောက်ပိုင်းကျွန်တော်တို့နှစ်တေကြာသွားတဲ့အချိန်မှာအဲကျွန်တော်တို့အပြင်ကိုထွက်တယ်မျက်စိနားတွေပွင့်သွားတဲ့အချိန်မှာသူတို့ပြောသူတို့မျိုးမဟုတ်ခဲ့တဲ့အချိန်မှာကိုရီးကတော်တော်ကိုဟို နောက်ဒါရရတယ်ပေါ့နော်ဟိုဒါမျိုးကြီးကိုဘာကြောင့်လှုပ်လဲဆိုတဲ့ဟာမျိုးအခုချိန်ကြီးကိုလည်းကြုံခဲ့ပူးတဲ့အတူကြုံနေပူးတဲ့တငယ်ချင်းတွေဆိုပြောလို့မဆုံးနိုင်ဘူးပေါ့နော်ဘာကြောင့်များလှုပ်ရရတာလဲပေါ့ဆိုတော့ကိုတယောက်သေးလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်အဲအစောပိုင်းမှာရောက်ခဲ့တဲ့သူတွေကနေနောက်ပိုင်းမှာရောက်လာတဲ့သူတွေကိုဒါမျိုးလက်စင်နှမ်းပြီးတော့မှပဲဖြစ်ချောက်တာမျိုးတွေအလိုအပြင်းမသွားရင်မလာရင်မလှုပ်ရင်မကင်ရင်ဖြစ်အောင်လှုပ်ခဲ့တာမျိုးကြုံရရတယ်ဆိုတော့အခက်ခဲရတော့ ဒါကိုပို့ပြီးတော့မှခက်ခဲတယ်လို့ပြောလို့ရတယ်ပေါ့နော်။ပြန်နေဦးနာအထောက်ထားမရှိတာလို့ဘာသာစကားလိုတော့တခြားနည်းရင်နဲ့ဖြည့်ရှင်းလို့အဆင်ပြေတယ်ပေါ့နော်။အခက်ခဲရတော့ဒါပါပဲ။ဟုတ်ကဲ့ပါမေအောင်။ဟိုကျွန်တော်တို့ကိုယ်တိုင်မှလည်းဒီဘက်ကိုရောက်လာတဲ့အချိန်မှာအဲ့ဒီခံစားချက်ကိုကောင်းကောင်းသိတယ်ပေါ့နော်။အဲဘာလို့လဲဆိုတော့ရှေ့လူတွေကတရင်ကြောင်းရတွေကိုမျှဝေတာဆိုတော့ညာလဲအဲကျွန်တော်တို့မှကဒီဘက်ကိုရောက်လာတဲ့အချိန်မှာလူတိုင်းကိုယ်စီမှာက trauma တွေရှိကြတယ်။ခုနအမေအောင်ပြောတယ်ကျွန်တော်တို့မြန်မာပြည်မှာ နေလူမရတော့ဘူးဒီဘက်ကိုတိုင်တစ်ပါးကိုရောက်လာပြီးတော့လလလက်လှုပ်လို့ရတယ်ထင်ခဲ့ပေမဲ့လည်းဒီဘက်မှာကကျွန်တော်တို့စိတ်တွေကလည်းမလုံးမချုံခံစားချက်တွေရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေမှဆိုလည်းရှိတယ်ခုနော်ဘယ်6လတစ်နှစ်အခန်းထဲအထိကိုဘယ်ကနေဘယ်လိုမှမထွက်ရဲပဲနဲ့ဟိုဒါမျိုး နေခဲ့ရတဲ့ သူတွေလည်းရှိတယ်ပေါ့เนาะအဲ့တော့အမေအောင်ပြောတဲ့ခံစားချက်ကိုလည်းကျွန်တော်ကောင်းကောင်းကြီးနားလည်ပါတယ်ဟိုတကယ်တကယ်ဒါဟိုအရှင်းပြောရတယ်ဒီဒီဘက်မှာကလည်းအထောက်ထားမရှိရင်ကြတော့ဒါဆိုတော့အများစုကကြတော့တွန်လိုင်းကာလာနဲ့ရောက်လာလို့အများစုကတေးကြတယ်ဆယ်ယောက်မှာ၉ယောက်ကတော့ထောက်ထားတယ်မရှိကြအောင်ထောက်ထားတယ်မရှိတဲ့အချိန်မှာကျွန်တော်တို့မှာကလွတ်လပ်မှုဆိုတဲ့ခံစားချက်လည်းမရသလိုမျိုးကိုယ့်ကိုယ်စိတ်ကဟိုချုပ်ထိန်သားသူဖြစ်တာပေါ့เนาะဘယ်မှလည်းမသွားရဘယ်မှလည်းမလာရတကူးဆိုရင်ဟိုဒီမှာပြန်ပို့ခံရမှာလားဆိုတဲ့စိတ်တွေကတကယ် အကြီးဆုံးပဲပေါ့နော်မိသွားရင်ညီမပြန်ဖို့ခံရလားဆိုတော့စိတ်နဲ့အဲ့လိုမျိုးနေနေရတယ်ဆိုတော့တော်လိုင်းမာကလည်းတိုက်ခိုက်ရေးခြေတန်းကိုရောက်မှတော်လိုင်းရေးမဟုတ်ပဲနဲ့နောက်ွယ်ကနေစပူတင်ပြီးနေတဲ့ဒါအမေအောင်လိုမျိုးကိုကျွမ်းကျင်တဲ့ပညာရှင်နဲ့ဒီရှိတယ်ပေါ့နော်အဲ့တော့အမေအောင်ဒါကမ်ပိန်းနာမည်ကိုပြန်ပြီးပြောမယ်ဆိုရင်ဒါအမေအောင်ကကျွန်တော်တို့ဒါအမေအောင်မြစ်တာနဲ့အတူစာနေကဝိုင်းကူဆိုရက်ဒီဒီနေ့ဒီ topic စကားဝိုင်းမှာဆိုလဲခေါင်းစဉ်လေးနဲ့ အထိပ္ပယ်ရဆိုရင်အမေအောင်ကဒါကိုကျွမ်းကျင်တယ်ပေါ့နော်စေတနာရင်းခံပြီးတော့ခြေတန်းရဲဘော်ဥတက်ကိုချက်ပြုတ်ပေးပြီးတော့မှဒါကိုကျွမ်းကျင်တဲ့ပညာနဲ့ထောက်ပို့နေတဲ့သူတယောက်အနေနဲ့လက်ရှိမှာကအဲဘယ်ဘက်တွေကိုဒီကထောက်ပို့ပေးဖြစ်နေလဲဘယ်လိုမျိုးဒါမေအောင်ရဲ့ special menu တွေနဲ့ပေါ့နော်အဲထောက်ပို့ဖြစ်နေလဲပြောပြပေးပါဦးမေအောင်ဟုတ်ကဲ့ကင်ပြင်းနဲ့တောင်ပိုင်းပေါ့နော် တောင်ပိုင်းတခွင်ကိုတော့မရောက်တဲ့အဖွဲလို့မရှိဘူးပေါ့နော်ကျွန်တော် ပို့ပေးဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျတော့ပထမပိုင်းမှာတော့ကိုဝင်ကိုအားလေးနဲ့ပေါ့နော်ကိုတက်နိုင်တာလေးနဲ့ပဲလုပ်တယ်ဆိုတော့နီးစက်ရအဖွဲလေးတွေကိုပဲနီးစက်ရတိုင်ရင်းလေးတွေပဲပြီးနေတာနေနောက်ပိုင်းမှာအလိုအဲကိုရဲ့အချော်လိုလေးတွေလည်းရှင်းန်းအတွက်လည်းထိရောက်တယ်နောက်တစ်ခုကလည်းကိုရဲ့ video file လေးတွေလည်းတက်တယ်အဲ့လိုမျိုးတယောက်နဲ့တယောက်သတင်းစကားလေးတွေလည်းကြားတဲ့အချိန်မှာအလိုဦးရဲသူလေးတွေနည်းနည်းလေးများလာတယ် ပေါ့နော်ရှိလာတဲ့ချိန်ညတော့ကျွန်တော်ပို့ပြီးတော့မှပဲငါလို့ဒီတောင်ပိုင်းကနေပြီးတော့မှပဲအရှိတ်ဘုရှိသွားတဲ့အဖွဲတွေကိုကျွန်တော်ပို့နိုင်တယ်ပေါ့နော်ဒီ currency ကျွန်တော်ပို့နိုင်တော်တော်များများပို့ဖြစ်ပါတယ်ပို့နိုင်တယ်ပေါ့နော်ဒါပေမဲ့အခုချိန်ထိတော့အများဘက်ကိုတော့ပို့လို့မရသေးဘူးပေါ့နော်ကျွန်တော်ပို့မယ်ဆိုလို့ရှိရင်တော့ပို့လို့ရတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လေခုနလိုအများဘက်ကိုကြတော့ဒီလိုစားတောက်တွေရောက်ဖို့ကြတော့ကျွန်တော်တို့အပေါ်လမ်းကနေသွားရတဲ့ အနေအထားမျိုးရှိမယ်ပေါ့နော်ရှိတဲ့အချိန်မှာမျိုးမှာဟိုငါလိုမလုံးကျုံတာမျိုးတွေအဲ့ဒါမျိုးဆိုတော့ကျွန်တော်အညာဘက်တော့မပို့ပြဘူးဆိုတော့ဒီတော်လိုင်းရင်အင်အားစုတွေရှိတဲ့ဘက်တော်တော်များများကိုတော့အညာတခွင်ကလွေလို့ကျန်တဲ့နေရာတော်တော်များများကိုတော့ဟိုတချို့အဖွဲလေးလည်းမရတဲ့အဖွဲလေးတွေတော့ရှိမှာပေါ့နော်တော်တော်လေးများများကိုပို့ပြပါတယ်ပို့တဲ့အချိန်မှာလည်းကျွန်တော်စဉ်းစားရတယ်ပေါ့နော်ကျွန်တော်တို့ပထုံကျောက်ကျော်လေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကငပိကျော်လေးပေါ့နော်မယူကြီးလေးနဲ့ဆွတ်ဆူအီအီလေးပေါ့နော်အဲ့လိုလေးပေါ့ အစုံကြောင့်လို့ရေးစိန်ပြီးတော့မှပဲကြော်မယ်ဆိုလို့ရှိရင်တော့ဒါလေးကဟိုဆွဆူအီအီလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဓာတွေကခုနလိုမျိုးကျွန်တော်တို့အထားတူမတက်လို့ရှိရင်ခုနကနှစ်ပတ်တူသုံးပတ်တူဆိုလို့ရှိရင်မှုလိုက်တာမျိုးတို့ပျော့သွားတာမျိုးတို့အရသာပြတ်သွားတာမျိုးတို့ဖြစ်တတ်တယ်ဒီပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားရတယ်ဒီတောင်ပိုင်းကတော့ကျွန်တော်တို့ ਨੇ နီးတဲ့ဒီတောင်ပိုင်းလို့ပို့တဲ့ဟာလေးကတော့တရက်နှစ်ရက်သုံးရက်တစ်ပတ်တွင်းမှဆိုရင်ပြဿနာမရှိပေမဲ့ခုနလိုအရှိ့ကိုရွှေသွားတဲ့အဖွဲလိုမျိုးကော့ကရိတ်ဘက်တူခုနကပါပွန်ဘက်တူကျွန်တော်သွား တဲ့ပတ်တည်ဆိုလို့ရှိရင်လမ်းမှာအလိုအနေဆုံးအဆင့်ကလားနဲ့ချီပြောတော့ဂျာနဲ့နေတာမျိုးဖြစ်တယ်ဆိုတော့ဒီလိုဆူဆူအီလေးကြီးလေကျွန်တော်ကြော်ပေးချင်တော့ညာလေမကြော်ပေးရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့အရာအလုံးကိုရေမထိပဲနဲ့၆၆ကလေးပေါ့နော်အဲ၂လ၃လလောက်ဒီခံနေပြီးကြော်လို့ရတယ်အဲအဲ့ဒါမျိုးလေးကိုကြော်လို့ပြီးဖြစ်တယ်ပေါ့နော်ပထမကျောင်းကြော်ကိုအဓိကဒီအချူအဆက်ကလေးထည့်ပြီးဖြစ်တယ်ပေါ့တခါလေးကျတော့လေကျွန်တော်ကလုတ်ပြီးမဲ့သူကိုပေးမဲ့သူရှိတဲ့ဟာမျိုးမှလည်းလက်ဝင်နေလေနော်ကြက်သားမွားကြော်လေးလေးဝတ်သားမွားကြော်လေးလေးလုတ်ပြီးဖြစ်တယ် ယ်ပေါ့အဲတခါတလေဈေးထဲမှာတွေ့တဲ့ငါလိုကမွန်ချင်ရဲ့ပေါ့နော်ကမွန်ချင်ရဲ့လေးတွေအဲ့လိုညံ့များဆဆလေးတွေဝယ်လို့ရတယ်ဈေးလေးလေးတက်တာပဲဆိုလို့ရှိရင်တော့အဲ့လိုဂျူချားဂျူချားပေါ့ဆိုတော့ဒါမျိုးလေးတွေတော့ထည့်ပေးနေပါတယ်လို့ဒီရှေ့တဲ့နှိတ်ခါမှာမဟုတ်ပါဘူးဒီတန်ရင်တက်ခွက်တွေဆိုလို့ရှိရင်လည်းဒီအတားရင်းတက်နေစားသူဟာမျိုးတွေမှာလည်းကိုပို့ပေးတယ်ပေါ့နော်အတားရင်းဆိုလို့ရှိရင်တော့ဒီအညာဘက်တွေထိပါရောက်တယ်ပေါ့နော်အညာဘက်ကလက်လန်းမိတဲ့တန်ရင်တက်ခွက်တချို့ဆိုလို့ရှိရင်လည်းအတားရင်းတရက်စားတို့တက်နေစားတို့ဒါမျိုးလေးတွေကိုလည်းဒါက တော့သူတို့ဝယ်တဲ့ချက်တဲ့ဟာမျိုးလေးတွေပေါ့နော်အနီးနားစခန်းနေဆိုလို့ရှိရင်တော့ဟိုနေချင်းမြန်သွားလို့ရတဲ့ဟာမျိုးညာအိတ်သွားလို့ဟိုကိုလေအနေကင်းတဲ့ဒီတိုင်ရင်းမျိုးစခန်းမျိုးဆိုလို့ရှိရင်တော့လေကိုယ်တိုင်သွားပြီးတော့မှချက်ကျွေးဖြစ်တယ်ပေါ့နော်အဲဒါကတော့ဟိုနိုင်တဲ့ဟိုချက်ပြုတ်တတ်တဲ့စာမျက်ရည်ခါဒီအစားတောက်လေးတွေကိုတဲ့အစီအစဉ်လေးကိုဒီလောက်လေးတွေလုတ်ပေးပြနေပါတယ်